ကဲဒီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook Page နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ပြောင်းရွှေ့ရသည့် Transfer တော့တရားဝင်ဖွင့်သွားပြီကျွန်တော်ဒီ16ရက်နေ့ကနေစပြီးတော့စက်တင်ဘာ30ရက်နေ့ထိဒါပြောင်းရွှေ့တရားဝင်ဖွင့်လှစ်လိုက်ပြီပေါ့ဗျာဆိုတော့ဒီပြောင်းရွှေ့တရားဝင်ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော် Manchester United အသင်းနေနဲ့ အခုတည်းကနေစပြီးတော့ကောင်းမွန်မွန်လှုပ်ရှားဖို့ရလိုတယ်။အခုထပ်ပို့ပြီးတော့ဒါဆွေးနွေးမှုတွေတိုင်းမှာအချိန်တွေတိုးတက်တဲ့လို့ကျွန်တော်တော့မြင်တယ်။ကျွန်တော်အသိရတာဒီမသိရကွန်ညာကိုခေါ်လိုက်တဲ့ချိန်မှာကျွန်တော်စိတ်ထဲမှာဒါအယံမြန်တယ်လို့ခံစားရတယ်။အဲ့တော့အယံမြန်တယ်ဆိုတာကကျွန်တော်လည်းဒါကွန်ညာနဲ့ပတ်သက်ပြီးတော့ပြဿနာတော့တိတ်အကြီးမရှိလိုက်ဘူးပြ။သူနဲ့ကျွန်တော်လည်းကသမားနဲ့နားလည်မှုယူလိုက်တယ်ပြီးတော့ဒါဝူသင်းကိုလည်းကျွန်တော်တို့ဒါ really cloud ပြလိုက်တဲ့အတွက်ဝူသင်းနဲ့လည်းဒါအယံကြီးဆွေးနွေးစရာမလိုတဲ့ချိန်မှာကွန်ညာရောက်လာတယ်။ ပြီးတော့အဲကွန်ညာနောက်ပိုင်းပြောင်းရွှေ့တွေမှာတော့နည်းနည်းလေးဒလေးဖြစ်နေတယ်လို့ကျွန်တော်တော့မြင်တယ်။ဆိုတော့ပြောင်းရွှေ့ရာသီကတော့ဒါဒီနေ့မှစဖွင့်တာပြ။အရင်ကခဏဖွင့်ပေးတယ်ဆိုတော့ကျွန်တော်လည်းဒါကလပ်ဘောကက်တင်းတွေမှာဒီသူတို့ကစားသမားတွေပြောင်းလဲလုပ်လို့ရအောင်ဖွင့်ပေးတာ။ဒါပေမဲ့ဗျာဒီမတည်ဘူးကျွန်တော်စိတ်ထဲမှာကျွန်တော်ဒီကွန်ညာနောက်က transfer တွေတိုင်းမှာဒလေးဖြစ်နေတယ်လို့ပဲကျွန်တော်တော့မြင်တယ်။ကျွန်တော်ပဲအားမရနေရလားတော့မသိဘူး။ကျွန်တော်ဒီ album ဆိုရင်လည်းကျွန်တော်သိရ album ကိုစစိတ်ဝင်စားတဲ့အချိန်မှာကစားသမားနဲ့သဘောတူညီမှုကကွန်ညာအတိုင်းပဲယူနိုင်ခဲ့ရပြ။ဒါပေမဲ့တကယ်တမ်းကျွန်တော် ဒီ brand ဖို့တင်နေရပြောင်းရွှေ့ဖို့ညှိနှိုင်းဖို့ကခက်နေရဆိုတော့လက်ရှိချိန်မှာဆိုရင်ဒါတခြားတင်နေရလဲစိတ်ဝင်စားနေတယ် ဆိုတော့ဒီအန်ဂိုမိုကအရင်ကတခြားသင်းတွေကိုညင်းနေတာအခုချိန်ထိလည်းဒါစပါးသင်းရတာတော့မက်ဖရန့်ရဲ့ဝိတ်နဲ့ဖိဖို့ကြိုးစားပေးမိလဲဒါဘိုင်ယန်အန်ဂိုမိုကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကိုပဲဒါပြောင်းချင်နေတယ်ဆိုတော့တရားဝင်ထုတ်ပြောထားတယ်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းရတာဘရန်ဖို့နဲ့ညီနိုင်စရင်းနေတဲ့နေရာမှာတူတက်မှုကရှိမလားဆိုတော့ပထမတစ်ချိန်ကန်လန့်မှုမှာကျွန်တော်ဒါညင်းခံရတယ်ဆိုတော့ဒုတိယတစ်ချိန်ကန်လန့်မှုတော့ဒါပြင်ဆင်နေရပေါ့နော်ကန်လန့်မဲ့ပမာဏလည်းပုံစံ60ဝန်းကျင်ဖြစ်တဲ့အတွက်ဘရန်ဖို့အသင်းကလည်းလက်ခံနိုင်ွယ်ရှိရဆိုတဲ့သတင်းတွေကထွက်လာပြီးမြဲတကယ်တမ်းကန်လန့်မှုတွေမရှိသေးဘူးကျွန်တော်အမြင်အရပြောရရင်ပြောဒီတစ်ပတ်အတွင်းမှာပဲဘရန်ဖို့စီ ီကိုကျွန်တော်တို့ကဒုတိယချိန်မှာကမ်းလှမ်းမှုလုံးသိမ့်ပြီလို့ကျွန်တော်တို့ထင်တယ်။ဒါတော့အဲ့လိုကမ်းလှမ်းမှုလုံးမှသာလျှင်လည်းဒီ brand ကိုတင်ရဘယ်လောက်ထိလိုချင်တယ်ဆိုတာကိုကျွန်တော်တို့ကပြည့်ပြည့်စုံစုံသိမှာ။ဥပမာပြကျွန်တော်တို့တင်ရ Brian Abomon ကိုဒီနေရာအတွက်အသင့်တော်ဆုံးလို့သတ်မှတ်ထားတယ်။တခြား alternative option တွေတော့ရှိတယ်။ ဒါပေမဲ့ဒီ Brian Abomo ကပဲအကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ထားရဆိုရင်တကယ်လို့ဒီ Brandford တင်ရ60 65လောက်ဆိုရင်လည်းပြီးလိုက်တော့ဗျာဒါပေမဲ့ဒီ80လောက်ထိသူတို့ကတိုးတောင်းနေလို့အဲ့ကစားသမားကိုကိုရီတင်ရအဲ့လောက်ထိမတန်ဘူးဆိုရင်လည်းကျွန်တော်တို့အဲ့ grade နဲ့ရနေပြီးတော့ကျွန်တော်ထွက်ဖို့ရလိုပြီးပြီးရင်ကျွန်တော်ဒီ alternative option တွေကိုစဉ်းစားဖို့ရလိုပြီးမဟုတ်ရင် idea တွေနဲ့ရမ်းချနေမှာဆိုတော့ဗျာကျွန်တော်ပြောတာ alternative option တွေခေါ်လဲဆိုတော့လည်းအရင်ကြီးတော့မလွယ်ဘူးဟိုအေးငါတို့ကတော့ မင်းတို့ကစားသမားကိုအရင်ဈေးတင်နေတဲ့အတွက်ငါတို့ကတခြားကစားသမားတွေကိုခေါ်လိုက်တယ်ဆိုတာမျိုးကဒါအပြောပဲမြန်တာပြတကယ်ကျတော့တခြား alternative player တွေနေလည်းခုစီမန်ညိုလို Dublin တို့ဒါ easy loan နဲ့ဆိုရင်လည်းဒါဆွေးနွေးမှုတွေကလုပ်ရအောင်ပါပဲဆိုတော့အချိန်တိုင်းတာတစ်ခုထိရတော့ပြီးရအောင်ပါဆိုတော့ကျွန်တော်တို့ကခေါ်မှလားမခေါ်ဘူးလားတကယ်လို့ဒိုတန် ဟိုဘယ်လောက်ထိ maximum ပေးနိုင်လဲအဲပေးနိုင်တဲ့ amount ထိပေးနိုင်လဲဆိုရင်ကျတော့ line နိုင်လဲဆိုရင်ပေးလိုက်တော့မပေးနိုင်ဘူးဆိုရင်လည်းအဲ range ကအောက်ပြီးတော့တခြား option တွေကိုစဉ်းစားသင့်ပြီးလို့ပဲကျွန်တော်တော့မြင်တယ်ဟိုမဟုတ်ရင်ဒီကစားမတစ်ယောက်ထဲနဲ့ပဲ transfer ရသည်ဒါတစ်ဝက်လောက်ကုန်သွားမျိုးမဖြစ်စေချင်ဘူးဟိုမဖြစ်စေချင်ဘူးဆိုတော့ကျွန်တော်အတင်းရရှေ့မှာလဲတောက်လျှောက်တာရခရရှိခဲ့ပြီကျွန်တော်ဆို Eriton ရဲ့ဒါပထမဆုံးရာသီမှာဆိုရင်လည်းကျွန်တော်အတင်းရဒါ Frankie De Jong ဟိုပဲမရမကလိုက်တယ်ဆိုတော့ Barcelona အတင်းရလည်းပြအဲကစားမလာတာကြီးတော့ကျတော့ကစားမကိုထွက်ဖို့ရတွန်းအားတွေပေးတယ်ကျွန်တော်အတင်းရလည်းအမျိုးမျိုးသွားပြီးတော့ ဟိုညှိနှိုင်းတယ်ဒါပေမဲ့ကစားသမားအသင်းကိုဘယ်လိုမှမလာချင်ဘူးဆိုတော့နောက်ဆုံးပြအဲ့ကစားသမားတယောက်ထဲနေပဲဒါအကုန်လောက်ဖြစ်သွားပြီးတော့ဟိုဒါ transfer ရာစီပိတ်ခန့်နေကြမှာ ကက်စမီလိုကောက်ခေါ်လိုက်ရတယ်ဆိုတော့အဲ့ချိန်မှာကောက်ခေါ်လိုက်ရတဲ့ alternative option အတွက်ကျတော့လေကျွန်တော်ကဈေးကြီးပေးလိုက်ရတယ်အဲ့ဒုတိယနှစ်မှာဆိုရင်လည်းမေဆွန်မောက်မေဆွန်မောက်ဆိုရင်လည်းဒီလိုပဲဗျစာချုပ်ကတနစ်တတန်းပဲကြံ့တော့တာဗမာကလည်းကျွန်တော်တို့အသင်းကိုလာခြင်းတယ်လို့ပြောထားတယ်အဲ့ဒါကိုဒီ Chelsea နဲ့ညှိရညှိရညှိရဘလို့မှညှိမရဘူးဗျဒီကစားမားနဲ့နေထွန်စပါးရာသီတစ်ဝက်လောက်ကောက်ကုန်သွားရင်ရောက်လာတော့ကျတော့လေကျွန်တော်တို့ကဈေးသက်သာလားဆိုတော့လေ Chelsea တင်းလိုခြင်းတဲ့အတိုင်းပဲကျွန်တော်တို့ကပေးလိုက်ရတာဆိုတော့ Brian Abomo ကိစ္စကလည်းအဲ့ပုံစံနဲ့တူပုံစံတည်းပဲဆိုတော့ Brian Abomo ကိစ္စမှာဆိုရင်လည်းဗျဒီစာချုပ်တတန်းကတနစ်တတန်းလိုခွင့်ရှိရ ယ်ဆိုပေမဲ့ကျွန်တော်မြင်သလောက်ဆိုရင်အဲ့လိုအတင်းတိုင်းကအဲ့လိုကစားသမားကိုယ်တိုင်ကထွက်မယ်ထွက်ချင်တယ်လို့ပြောထားရင်တော့အဲ့လိုတိုးတာရှားပါတယ်သူတို့ဒီကျန်းနေတဲ့အချိန်မှာရတဲ့ဈေးနဲ့ပဲဈေးခေါ်ပြီးတော့ရောင်းတတ်ကြတယ်တိုးစာချုပ်သက်တမ်းတိုးဖို့ညှိနှိုင်းဖို့လုံရင်လုံရင်အဆင်မပြေရင်လည်းစာချုပ်သက်တမ်းကုန်သွားတဲ့အထိလည်းအရှိကြမျိုးတွေလည်းရှိရဲဒါပေမဲ့အများစုအတင်းတွေကတော့ဒါတိုးတာမျိုးမကြိုးစားကြအောင်ရောင်းဖို့ပဲကြိုးစားကြတယ်ဆိုတော့ကျွန်တော်တို့ Brian and Bombo ကိုလည်းကျွန်တော်တို့ maximum ဘယ်လောက်ထိပေးနိုင်လဲဆိုတာမျိုးဟိုတွေးထားဖို့ရလို့တယ်အဲ့ maximum ဘယ်လောက်ထိပေးနိုင်လဲဆိုတာကလည်းအတင်းကဘယ်လောက်ထိလိုချင်တယ်တခြား alternative option ထက်စာရင်ဒီကမ္မဘူးပြီးတော့တင့်တော် တယ်ဆိုရင်တော့အဲ့လိုအနေထားနဲ့ပို့ပြီးတော့ပြင်လဲပြလိုက်တော့မဟုတ်ရင်လည်းအိုက်ရင်းကနေအောက်ခဲလိုက်တော့ကျွန်တော်ပြဒီ Brian Abomo ကိစ္စကိုဒါအခုလာမယ့်နှစ်ပတ်လောက်အတွင်းမှာအပြီးပြတ်စီခြင်းတယ်ဟိုအဲ့လိုမှမဟုတ်ရင်လည်း order native option ကိုသွားတာမျိုးပဲလုပ်စီခြင်းတယ်ဟိုကျွန်တော်ဒီ transfer ရသည်မှာဗျအရင်ထဲကလည်းပြောခုရယ်ကျွန်တော် Manchester United တင်ရအကောင်းကောင်းအလုံးလုံးနိုင်မှာရမယ်အဲ့လိုမှမဟုတ်ရင်တော့ ဒီအသင်းအနေနဲ့ပို့ပြီးတော့ struggle ဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ပြောခဲ့ဘူးပဲ။ဘာလို့လဲဆိုတော့ကျွန်တော်အသင်းကဒီ Brian Abomo ကိုခေါ်ရမယ့်နေရာထိကပြဿနာမရှိဘူးဗျာ။ကျွန်တော် Brian Abomo မရလေတခြားကစားသမားကိုခေါ်လို့ရတယ်။ပိုက်ဆံရှိရဲ။ဒါပေမဲ့အဲ့နောက်ကကစားသမားတွေခေါ်ဖို့ဆိုရင်ကစားသမားတွေကရောင်းထွက်မှာဖြစ်မှာ ကျွန်တော်ကဒါမှမခေါ်နိုင်ရင်ထောင်းပြဒီရောင်းထွက်ဖို့ရာအရေးကြီးပါတယ်ကျွန်တော်တင်ရကာနာချိုရောင်းမယ်ဆန်ချိုရောင်းမယ်ရက်ဖို့ရောင်းမယ်အန်တိုနီရောင်းမယ်ဒီကဒါမတွေရလာစားတာနည်းတဲ့လာစားတွေမဟုတ်ဘူးပြဟိုပြီးတော့အခုချိန်မှာဒီကဒါမတွေရလာစားကြောင့်လည်းတခြားတင်တွေခေါ်ဖို့ခက်နေရဆိုတော့အဲ့ဘက်ကိုလည်းကျွန်တော်တို့ကဘျူးဆိုင်ပြီးတော့လုပ်ဖို့ရာတို့တယ်တကယ်လို့များ ီကစားမားတွေကိုကျွန်တော်အတင်းကရောင်းမထွက်ဘူးဆိုရင်ဒါအတင်းလည်းတော်တော်ကြီးကိုနစ်နာရယ်ဗျာဟိုအမိုရင်းကလည်းသူ့ရဲ့ system မှာဒီကစားမားတွေကိုမသုံးပါဘူးဆိုပြီးတော့ဒါအတင်းကိုတရံဝင်အတိပေးထားတဲ့အတွက်ပြန်ပြီးသုံးတော့လည်းမဖြစ်ဘူးတကယ်လို့ဒီကစားမားတွေကိုရောင်းမထွက်လို့အတင်းမှာပြန်သုံးနေဆိုရင်လည်းဒါအမိုရင်းရဲ့ standard ရော United ရဲ့ standard ရောလည်းမရှိတော့တဲ့ပုံစံမျိုးဖြစ်နေမှာဆိုတော့ကျွန်တော်တို့အတင်းက ဒီ transfer ရသည်မှာဗျာကျွန်တော်တို့ကဒီအပြောင်းရွှေ့တွေကိုခက်မြန်မြန်လေးဖြတ်ဖို့ရလို့တယ်မဟုတ်ရင်တော်တော်ကြီးဒုက္ခရောက်နိုင်တယ်ဒီရောင်းဖို့ရတော်တော်ကြီးခက်ပါဗျာကျွန်တော်ပြောချင်တာအဲ့ဝယ်တာအဲ့လောက်ပြဿနာမရှိဘူးမဝယ်နိုင်လဲကျွန်တော်တို့ကဒါလာမယ့်နှစ်တပတ်တပွဲဆိုတော့အများကြီးမဝယ်နိုင်လဲနည်းနည်းလက်ခံပြီးတော့ရရဲဒါပေမဲ့ဟိုကစားမောက်တွေလည်းမရောင်းရဘူးအသစ်မှရှိရှိနေပြီးတော့လည်းမသုံးရဘူးဆိုရင်ကျတော့အသစ်တော့တော်တော်ကြီးနင်းနာမျိုးဖြစ်နိုင်တဲ့အတွက်ဒါဘုတ်ဖွဲရဟိုပြက်သားပြက်ပြက်သားသားတခုလို့လုံးတင်ပြီးရှေ့မှာလည်းတာရကတွေရှိခဲ့တော့ကျတော့ဒါ Brian Abumo ကိစ္စကိုလည်းလာမယ့်နှစ်ပတ်လောက်အတွင်းမှာဒါအပြီးတက်တာမျိုး ဖြစ်တင်ပြီးဟိုပြည့်တက်တယ်ဆိုတော့အရာခေါ်မှမြင်တယ်ခေါ်လိုက်တော့အရာမခေါ်တော့ဆိုရင်လည်းဒီရိနေကနေတရားဝင်ထပ်ပြီးတော့တခြား order နဲ့ဒီ option ကိုလိုက်မဲ့ကြောင့်တရားဝင်ကြီးညာလိုက်တော့အဲ့ရပြင်ဂျူစာတခြားကစားသမားတွေကိုဂျူစာတော့ကျွန်တော်ကတော့အဲ့လိုပုံစံမျိုးပဲဖြစ်စေချင်တယ်အခုကျတော့နည်းနည်းလေးလိုရာထက်ပိုပြီးတော့ဒါနေခွေးနေရဒလေးဖြစ်နေတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားနေရဆိုတော့ဒါကတော့ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ဒီ အသေးရအလုံးလုံးဂိုင်ကုန်နေနည်းနည်းလေးနှိမ့်နေလို့ကျွန်တော်စိတ်တက်ခံစားတာကိုကျွန်တော်ညီကိုရင်းနဲ့တူဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်။ဆိုတော့ Bruno အနေနဲ့ရောဒီ Brian Abou ဘကိစ္စကိုဘယ်လိုမြင်လဲပြ။တကယ်တော့ Brian Abou ဘကတကယ်ကြည့်မယ်ဆိုရင် Mason Mount တော့ပြောင်းရွှေ့နေနည်းနည်းခက်ဆင်ဆင်ပဲ။ကစားသမားကအသင်းကိုလာခြင်းနဲ့စာချုပ်သက်တမ်းအရာလည်းတနည်းဖြစ်ကြံတော့တာ။ဒါပေမဲ့အခုဈေးပြောင်းရွှေ့ဈေးကညှိလို့မရဘူးဖြစ်နေရ။ဆိုတော့ဒီပြောင်းရွှေ့မှာကျွန်တော်တို့ကဘလောက်လောက်ထိကိုသူ့ maximum တိုးပေးတင်လဲ မှန်တော့မှန်တယ်ပြကသမားကဟိုပေါင်တန်း45တန်း50လောက်ပဲတန်တယ်ဒါပေမဲ့60လောက်ထိတောင်းတောင်းနေရဆိုရင်ကျွန်တော်တို့ကမက်ဆီမ60လောက်ထိလိုက်နိုင်တယ်ဆိုရင်60လောက်ထိပေးပြီးတော့ခေါ်တင်လာအဲ့လိုမှမဟုတ်ရင်လည်း alternative option တွေကိုလှည့်တင်လာဘရာသာတို့ရဲ့အမြင်နေရာရောဘယ်လိုရှိလဲဟို United အနေနဲ့ဒီ transfer မှာတော့တကယ်အလုံးလုံးနိုင်မှာတော့ရလိမ့်မယ်မဟုတ်ရင်တော့တိုင်ဘက်မှာတော့သိကြတယ်ဆိုတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်နဲ့တူဒီ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United GG channel တွေကိုကြိုင်းတက်တဲ့ဆိုရင်လည်း like and subscribe နဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် ောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။